ခွေးစာကျွေးခြင်း ကုသိုလ်အကျိုးခွေးစာကျွေးခြင်းကုသိုလ်အကျိုးတေရှာနားဆင်ကြည့်ပါနော်ဘယ်နေရာရောက်ရောက်ခွေးစာကျွေးတဲ့အလုပ်ကလေးကိုတော့ဝတ်တစ်ခုလိုထားပြီးလုပ်ဖြစ်ပါတယ်တခါတလေဆိုလမ်းပေါ်မှာခွေးပင်ကလေးတွေတွေ့ရရင်တော့နီးစက်ရောင်မုန်ဆိုင်ကဝဲပြီးကျွေးခဲ့ပူပါတယ်ဒီနေ့တော့ဒီလိုခွေးစာကျွေးရတဲ့ပတ်သက်ပြီးတငယ်ချင်းကမိကုန်းတစ်ခုမေးလာပါတယ်တနင်္လာနံမိုးခွေးစာကျွေးတာလားတဲ့မိမိကတနင်္လာနံဆိုတာဘာလဲလို့ပြန်ပြီးတော့တငယ်ချင်းကငွေနံလေးတဲ့ ဒီတော့မှမိမိလည်းသဘောပေါက်သွားပြီးတင်းလာနန်ကြောင်းတော့မဟုတ်ဘူးတီဟိုဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ထားဖို့လိုပါလို့ပြောပြီးအဲ့ဒီတီဟိုဝတ္ထုလေးကိုပါတငယ်ချင်းကိုပြောပြဖြစ်လိုက်ပါတယ်တငယ်ချင်းကအိုးဒါကြောင့်ကိုလို့အတီလိုလိုနောက်တလိုလိုနဲ့ပြန်ပြောခဲ့တာအခုထိမှတ်မိနေပါသေးတယ်တငယ်ချင်းကိုပြောပြဖူးခဲ့တဲ့တီဟိုဝတ္ထုလေးကိုအခုနားဆင်နေတဲ့နားဆင်သူတွေကိုပြန်ပြောပြချင်ပါတယ်တခါတော့ကဒီဟိုကျုံးမှာအရှင်ဆူလာနာဂလို့အမည်ရတဲ့မထေရတစ်ပါးရှိခဲ့မှုပါတယ် ဒီဟိုကျွန်းအနုရာဒမြို့မှာမြတ်စွာဘုရားရဲ့အညက်ရိုးတော်ကိုဌာပနာထားရလဲဖြစ်ဒေဝနံပိယတိဒေဝနံပိယတိတ်တမင်းကြီးရဲ့အကောင်းမှုလဲဖြစ်တဲ့ထူပါယုံဇေဒီဆိုတာရှိပါတယ်ထူပါယုံဇေဒီတော်ရဲ့အနီးမှာရှိတဲ့အကြောင်းကြီးကိုလဲထူပါယုံကျောင်းတိုက်ခြင်းလို့ခေါ်ပါတယ်အရှင်ဇူလနာဂဟာအဲ့ဒီထူပါယုံကျောင်းတိုက်ခြင်းမှာအရှယဟန်တော်တွေနဲ့အတူသတင်းသုံးနေတဲ့ယဟန်တစ်ပါးပါဒီနေ့မှာအရှင်ဇူလနာဂအဆုံးစားပြီးလို့ဂရင်းဆေးပြီးချိန်မှာတားရီပေါက်ထားတဲ့အခွေးမတစ်ကောင်ကိုတွေ့လိုက်ရပါတယ် ခွေးမောင်ကိုတေရှာကြီးလာကြီးလိုက်တော့ပိမ်ပိမ်ရှိရှိနဲ့အတော်ဆာလောင်မုတ်သိမ့်နေတဲ့ပုံမှာဆာလောင်မုတ်သိမ့်နေပုံရတဲ့ခွေးမောင်ကိုမြင်လိုက်တော့အရှင်ဆူလာနာဂါကတော်တော်ကလေးတနာသွားပါတယ်။ဒါပေမဲ့ဆုံးသွားပြီးတပိတ်ဆေးပြီးပြီဆိုတော့ကျွေးစရာဆုံးကြံလည်းမရှိတော့ပါဘူး။ဒါကြောင့်ဘာလို့လိုက်တယ်လဲဆိုတော့ငါသည်စားအပ်ပြီးတော့အစာမှန်တော့လဲကိုခွေးမောင်အားအရင်လှူအပ်တော့ငါအဲ့အီလို့နှလုံးပိုက်ပြီးမိမိရဲ့ဂရင်းလေးကိုလက်ထိုးအံပြီးခွေးမောင်ကိုကျွေးလိုက်ပါတယ်။ အရှင်ဆူလာနာဂဟာခွေးမကိုအန်ကျွေးယုံနဲ့မကပါဘူး။အိုချန်ခွဲတစ်ခုထဲမှာရေးထည့်ပြီးရေလဲတိုက်ပါသေးတယ်။အစာထိုက်တဲ့လောက်ဝါသွားတဲ့ခွေးမကိုကြည့်ပြီးအရှင်ဆူလာနာဂလည်းတစ်ခါမှမဖြစ်ဘူးတဲ့ပီတိတွေဖြစ်လာပါတယ်။ဒါကြောင့်ဆူတစ်ခုကိုကောက်ခါငင်ကတောင်းလိုက်ပါတယ်။သူ့ရဲ့ဆူတောင်းကငါသည်ဤခွေးမအားမိမိရဲ့ခန္ဓာကိုယ်ကိုမငှက်ကွက်ဘဲအန်၍ကျွေးလိုက်ရသောကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်ရောက်ရပါလို၏။နိဗ္ဗာန်မရသေး၍တန်တရားကျင့်လဲရသည်ရှိသောပစ္စည်းလက်လာပါပေါ်များရပါလို၏တဲ့ ဆာမာတော့အရှင်စုလနာဂရဲ့ဒါနစေတနာဟာပထမဆုံးအဆင့်မှာတွင်အချိန်အဟုန်အစွမ်းအတော်ကြီးမားနေခဲ့တယ်လို့ဆိုပါတယ်။အရှင်စုလနာဂဆူတောင်းတဲ့နေ့ညညချမ်းမှာပဲဒကာဒကာမများစွာဟာထောပတ်တွေတင်လဲခဲတွေဒကာရီပြားရီတွေယူလာပြီးအရှင်စုလနာဂဘယ်เจ้าမှနေပါသလဲလို့မေးပြီးရောက်လာကြပါတယ်။အရှင်စုလနာဂလည်းကိုကိုကိုအန်ဟန်တည်နေပါတယ်။အရှင်စုလနာဂဟာရောက်လာတဲ့ဖုံးပေးစရာတွေကိုသတင်းသုံးဖို့ယဟန်တော်တွေကိုပါခွဲဝေလှူဒန်းလိုက်ပါတယ်။ နောက်မကြခင်မှာတကာတကာမတွေထက်ရောက်လာပြန်ပါတယ်။သူတို့ဒီဟိုခင်မှာအသုံးများတဲ့ဇာတိဖို့ပွင့်အဆရှိတဲ့ဆေးတွေကိုယူလာပြီးကတ်လူပြန်ပါတယ်။အရှင်ဆူလာနာကလည်းရှင်ဒီအတိုင်းသတင်းသုံးပေါ်ရီကိုပါခွဲဝေလှူဒန်းလိုက်ပါတယ်။နည်းနည်းလင်းလို့ဆုံးခံကြွားတဲ့အခါမှာတော့တကာတကာမတွေဟာရေတွက်ရေမရနိုင်တော့အောင်ဆုံးဟင်းများစွာကိုလောင်းလူတော့တာပါပဲတဲ့။ ဘလောက်ထိဆုံးရရသလဲဆိုရင်ထူပါယုံចောင်းတိုင်းမှာသတင်းသုံးနေတဲ့ယဟန်တော်မြတ်အားလုံးသုံးဆောင်နာလောက်အောင်အထိမြန်ပြလုံးနေလို့ဆိုပါတယ်။ဒါကြောင့်အရှင်ဆူလနာကဟာကြောက်စီကိုတီးကပ်ပြီးထူပါယုံចောင်းတိုင်းမှာသတင်းသုံးနေတဲ့ယဟန်တော်တွေကိုပြန်ပြီးလောင်းလို့လိုက်ပါတယ်။နောက်ရက်တွေမှာလည်းအရှင်ဆူလနာကဟာရသမျှဆွန်ဟင်းတွေကိုကြောက်စီတီးကပ်ပြီးနေစဉ်ပြန်လူခဲ့ပါတယ်။ဒီနေ့မှာတော့အရှင်ဆူလနာကဟာမိမိပြုခဲ့တဲ့ဒါနစေတနာကိုပြန်လည်ဆင်ခြင်ရင်းပီတိတွေဖြစ်လာပါတယ်။ ဲ့ဒီဖြစ်ပေါ်လာတဲ့ပီတိကိုအရှိခံပြီးဝိပဿနာဘက်ကူကမ္မထံဘာဝနာကိုကြိုးကြိုးစစအားထုတ်လိုက်တာယဟန္နာဖြစ်သွားခဲ့ပါတယ်။တက်ကြွထက်သန်တဲ့ဒါနစေတနာဟာပစ္စုပန်အကျိုးတွေမကပဲအရဟတ္တဖို့ထီအကျိုးပေးသွားတာပါပဲ။အရှင်သူလနာကယဟန္နာဖြစ်ပြီးနောက်ပိုင်းတခုသောကာလကြာကြာတည့်ရတည့်ရမှာအထူပါယုံကျောင်းတိုင်းမှာရှိတဲ့ယဟန္တော်900ကျွလာပြီးမေဇိမဒေတာအိန္ဒိယနိုင်ငံမှာရှိတဲ့မဟာဘောဓိပင်ကိုလိုက်ပို့ပေးဖို့တောင်းပန်ကြပါတယ်။ အရှင်ဇူလာနာဂဟာလည်းလိုက်ပို့ပေးပါမယ်လို့ပြန်ဝင်ခံလိုက်ပါတယ်အရှင်ဇူလာနာဂကိုလိုက်ပို့ပေးဖို့တောင်းပန်ရခြင်းရဲ့အဓိကအကြောင်းမှာတော့လန်ခီးတစ်ချောင်းမှာစွန်ကုန်အခက်အခဲမရှိအောင်လို့ပါအရှင်ဇူလာနာဂလည်းဂရိခန္ဓာတဲ့အတိုင်းရဟန်းတော်900ကိုမဟာဘောဓိပင်ကိုလိုက်ပို့ပေးပါတယ်ဗန်ခီးတချောင်းမှာနှကောင်းနှမျက်တွေကအကူကြီးဆောင်းချောက်သလိုရောက်ရာဒီသားကတခါတခါမတွေကလည်းစွန်းအရှူပွဲတွေအလျံပဲလောင်းလူကြပါတယ်မဟာဘောဓိပင်ကိုဖူးပြီးအပြန်ခီးမှာတော့ အရှင်ဇူလနာဂဟာလေဝမ်းယောဂကိုအပြင်းအထန်ခံစားရပါတော့တယ်။ဒီတော့အတူပါလာသူယဟန်တော်တွေလည်းစိတ်မကောင်းဖြစ်ကြရပါတယ်။သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့အကြောင်းကတော့အကယ်၍အရှင်ဇူလနာဂလန်ခီးမှာပြိဋိဘံပြုခဲ့ရင်သူတို့အတွက်စွန်းဘောစဉ်အခက်အခဲတွေ့ကြမှာဆိုလိုပါ။ဒါကိုသိတဲ့အရှင်ဇူလနာဂဟာအဖို့ယဟန်900တို့အဖို့ယဟန်900ကိုဘယ်လိုမိန့်တယ်လဲဆိုတော့အရှင်ဖျားတို့အထွေထူးမစိုးရင်ကြပါနဲ့။ တပည့်တော်ပရိနိဗ္ဗာန်ပြုခဲ့ရင်ကျွန်းကျန်တဲ့တပည့်တော်ရဲ့ဓာတ်တော်ကိုရှေဆုံးကကြွားတဲ့မထေရဲ့ရေစစ်မှာပဲဖြစ်ဖြစ်ဂရဘိတ်မှာပဲဖြစ်ဖြစ်အဖွဲရှိပြီးမြို့ရွာတဲ့ဝင်ပါဖျားဒါဆိုအရှင်ဘုရားတို့အတွက်လမ်းခရင်းမှာပစ္စည်းလေးပါအတွက်မပင်မပန်းဖြစ်ရပါလိမ့်မယ်ဖျားလို့အကြံပေးတော်မူပါတယ်အရှင်ဇူလနာကမထေလည်းဒီလို အကြံပေးပြီးမကြခင်မှာပဲပရိနိဗ္ဗာန်ပြုသွားပါတယ် ကျန်ခဲ့တဲ့သတင်းသုံးပေါ်ယဟန်တွေကအရှင်ဆူလာနာဂရဲ့အလောင်းတော်ကိုကောင်းကောင်းတကြိုပြီးအရှင်ဆူလာနာဂမှားထားတဲ့အစာအိမ်တက်တော်တွေကိုယူပြီးကြွတော်မူကြပါတယ်။ကြွတော်မူတဲ့လန်ခီတရှောပစ္စည်းလေးပါမပင်မပန်းနဲ့မိမိတို့သတင်း300တီဟိုကျွန်းထူပါယုံကြောင်းတိုက်သို့ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။စေတနာကြီးမားလာတဲ့တာမန်ဒါနာလေးဟာကာယကံရှင်မရှိတော်တာတော့ကြံခဲ့တဲ့သူတွေအတွက် အကျိုးပြုသွားတဲ့တီဟိုဝဓမ္မဝတ္ထုလေးပါ။ စေတနာရဲ့သဘောတရားကိုဖွင့်ပြခဲ့တဲ့ဝတ္ထုလေးအဖြစ်လဲပူရွေးသဘောပေါက်လိုက်ပါတယ်။အရှင်ဆူလနန်ဂါရဲ့ဝတ္ထုလေးကိုတရိယာနေသမျှတော့ခွေးတွေကိုအစာကျွေးဖြစ်နေဦးမှာပါ။ခွေးတွေကိုအစာကျွေးဖြစ်နေသမျှတော့အရှင်ဆူလနန်ဂါရဲ့ဝတ္ထုလေးကိုတရိယာနေဦးမှာပါ။